ညံသူ AI ဟာလောလောလတ်လတ်ပြိုင်းရင်းကြိုက်တဲ့နှိစီကိုင်ပါပဲညံသူခြေပြုကွန်ပျူတာလုပ်ငန်းညွှန်ကြားချက်စု apps algorithm တို့ကိုအသုံးပြုပြီးစီးပွားလုပ်ငန်း၊ကုန်ထုတ်လုပ်ငန်း၊ဝန်ဆောင်လုပ်ငန်းလုပ်ငန်းအားလုံးအတွက်အကျိုးဖြစ်စွမ်းအားတဟုန်တိုးကြီးမားလာမယ်လို့ယူဆသူတွေများပါတယ်ဒီကောင်းကျိုးဟောဂိန်းတွင်တဲ့အတူလူပေါင်းရေးရာကိစ္စအဖျားပြားမှား ဆိုးကျိုးတွေရောပါဖြစ်ပေါ်လိမ့်မယ်လို့ဆိုရင်ပူပန်သူများလည်းရှိပါတယ်ကျွန်တော်ကတော့ယခုဗီဒီယိုမှာညံတုတွင်တွင်ကျဲကျဲအသုံးပြုရင်အသုံးလွန်ရင်စီးစစ်ခွဲခြားစဉ်းစားဆွံ့ရီထိခိုက်စေနိုင်သလားဆိုတာကိုဆွေးနွေးလိုပါတယ်ဘာလဲညံတုဆိုတာကိုလည်းအနည်းငယ်ရှင်းပြဖို့လိုပါမယ်နောက်ဆက်တွဲဗီဒီယိုမှာတင်ဆက်သွားပါမယ် စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ကွန်ပျူတာပညာရှင်တယောက်မဟုတ်တဲ့ကျွန်တော်ရဲ့စူးစမ်းသိရှိရသမျှအပေါ်မူတည်ထားတဲ့အခြေခံသိပညာပဲဖြစ်မယ်သို့တော့အတိုင်းအတာတစ်ခုထိတော့မြန်မာဗီဒီယိုပရိသတ်အထွတ်အချို့ဖြစ်ထွန်းမယ်လို့ယူဆပါတယ်ယခု slide မှာဖော်ပြထားတဲ့ဗီဒီယိုနှစ်ခုကိုမကြာသေးမီကကြီးပစ်လိုက်တာကယခုဗီဒီယိုတင်ဆက်ဖို့ကျွန်တော်ကိုလှုံ့ဆော်တွန်းအားပေးခဲ့တယ်လို့ဆိုနိုင်ပါတယ် ။ညာဘက်ကဗီဒီယိုမှာအမေရိကန်တက္ကသိုလ်ကြီးတစ်ခု MIT မှာပြုလုပ်ခဲ့သော လက်တွေ့စူဇန်စမ်းသပ်ချက်တစ်ခုကိုဖော်ပြပါရစေ။ကျောင်းသားတစုသုံးအုပ်စုခွဲပြီးစာစီစာကုန်းတစ်ခု ရေးခိုင်းတဲ့တအုပ်စုက Chat GPT လိုညာဒု AI အသုံးပြုခွင့်ရတယ်။ဒုတိယအုပ်စုက Search Engine Google Search အဓိကပေါ် Internet သုံးခွင့်ရှိတယ်။နောက်ဆုံးအုပ်စုကတော့ကိုပိုင်းဥနှုတ်ခလွဲအခြား အခုညီယူခွင့်မရပါဘူးအုပ်စု၃စုလုံးကအစမ်းသက်ခဲကျောင်းသားတွေကို အုံနောက်လျှက်စစ် line စစ်ကရိယာနဲ့အုံနောက်ဘယ်လောက်အလုပ်လုပ်တယ်လဲတိုင်းထွာတယ်စာစီစာကုန်းအရေးသွေးနဲ့ဒီစာစီစာကုန်းကိုပဲဘယ်လောက်ပြန်မှတ်မိတယ်လဲစမ်းစစ်ပါတယ်ပထမအုပ်စု AI သုံးအုပ်စုကျောင်းသားတွေဟာအုံနောက်အလုပ်အနည်းဆုံးလောက်ကြောင် စာစီစာကုန်းအည်သွေးရောမှတ်ညံပါ အခြားအုပ်စုနှစ်စုចောင်းသားများထက်နှိမ့်ကြကြောင်တွေ့ရပါတယ်ဒါရင်မကသေးဘူး chat gpt အဆုံးရပြင်းတောင်းအုံနောက်အလုတ်ပြလှိုင်းများအားနေကြံခဲ့ကြောင်တွေ့ရပါတယ်ဒီတွေးရှိချက်တွေကိုဘယ်လိုရှင်းပြနိုင်မလဲနောက်ပိုင်းမှာ တွေးဆကြည့်ပါမယ် AI ပြန့်နှံ့လာတဲ့နေပယ်အမျိုးမျိုးအထည်ပညာရေးနေပယ်ထိတ်ဆုံးပိုင်းပါဝင်တဲ့အသုံးဝင်အကျိုးကြီးပြုမဲ့အလားအလာရှိကြောင်းငြင်းမရပါဘူးဆရာဆရာမတယောက်ကျောင်းသားကျောင်းသူ30 40ကနေ50 60အထိပါရှိတဲ့အတန်တန်းကိုသင်ကြားရင်တူးချင်းအချိန်ပေးအာယုံစူးစိုက်နိုင်မှုအားနည်းမယ်ဆိုတာသိလာပါတယ် ဆရာတူကျောင်းသားတူဆိုရင်ကောင်းမယ်လက်တွေ့တော့မကြဘူးပေါ့လူသားဆရာအစား AI ဆရာအစားထိုးနိုင်မယ်ဆိုရင်ရော AI ဆရာဟာလူသားဆရာတွေလို့အပင်အပန်းမရှိစိတ်ရှိရှိနဲ့ရှေ့မှာဆူခဲ့တဲ့တူးချင်းအာရုံစူးစိုက်မှုပြီးနိုင်မယ်အရေးသွေးအဆင့်မြင့်ရလွယ်မယ်ဥပမာအဖြစ် software upgrade လုပ်ရတာကဆရာဆရာမှ မွမ်းမံတင်တန်းဖွင့်ရတာနဲ့ဆိုင်ဈေးကျင်းတဲ့နောက်ဆုံးပေါ်အသိပညာကို အချိန်နဲ့တပြေးညီအသိမြင့်နိုင်ပါတယ်။တင်ကြားရေးတာဝန်ရှိတဲ့ကျောင်းအုပ်ကျောင်းပညာရေးဌာနစသည်တို့အတွက်ကုန်ကြမ်းစည်တက်တာရာပေါ့ဝေးလံပြီးအသွာလာ ခက်ခဲတဲ့အရတွေမှာဆရာရှားပါမှုကိုလည်းတတိုင်းတတာဖြည့်ရှင်းနိုင်ပါတယ်။တင်သားဘက်ကကြည့်ရင်ရော ပညာရေးရဲ့အဓိကရည်မှန်းချက်များကိုမျက်ခြေမပြတ်ဖို့လိုပါတယ်။သင်သားအသိပညာရယူပိုင်ဆိုင်ရေး knowledge acquisition မှာ AI ဆရာရဲ့ပညာသင်ကြားပို့ချနိုင်စွမ်းဟာလူသားဆရာရဲ့သင်ကြားနိုင်စွမ်းနဲ့တန်းတူသို့မဟုတ်သာနိုင်တယ်လို့လက်ခံရင်တောင်းအခြားရည်မှန်းချက်တွင်အပါချိန်ထိုးသုံးသပ်ဖို့လိုပါတယ်။သင်သားတို့ရဲ့ကိုယ်တိုင်စူးစမ်းလေ့လာပညာသင်ယူစွမ်းရည် study skills နဲ့စီစစ်ခွဲခြားစဉ်းစားစွန့်ရည် critical thinking တို့ကိုတိုးမြင့်ပေးရည်ဖြစ်ပါတယ်အဲ့ဒီစွန့်ရည်နှစ်ခုတိုးမြင့်ပေးခြင်းကိုလူရောက်ကိုငားများတင်ပေးတာနဲ့ပမာပူနှိုင်းနိုင်ပါတယ်ဆရာကစုဆောင်းစီမံထားပြီးအသိပညာပို့ချခြင်းတသက်ထက်သင်သားအတွက်ရည်ရှိအကျိုးများဘူတံပိုးရှိတာပေါ့ပညာသင်ယူလုပ်ငန်းစဉ် the learning process ကိုခွဲခြားစိတ်ဖြာကြည့်ရအောင်ကြားသိချက်သစ် new information တခုဒုတိယရဲ့အာယုံရှေ့မှောက်ရောက်လာရင် သူ့အုံနောက်အတွင်းမှာအစဉ်စဉ်လုပ်ငန်းစဉ် brain processing တခုပေါ်ပေါက်ပါတယ်အချက်လက်တခုနဲ့နောက်တခုဆက်နွယ်ဆက်ဆက်ကြည့်မယ်နိုင်ရှင်သုံးသပ်မယ်အဲ့ဒီနောက်ဒီလူစိတ်အတွင်းရှိပြီးအသည့်မြေပုံမှာရလာတဲ့အသည့်သစ်ကိုတင့်တော်တော်နေရာချ ဖြစ်ဆွဲပေါင်းဆက်ပါရယ်အသီးသည့်များကိုမဆုထုတ်စနစ်တကျစီမံချက်မှတ်ခြင်းဖြင့်မှတ်ညာဖြစ်ပေါ်ထက်မြက်လာမယ်လုပ်ငန်းစဉ်သည့်များကိုအဖန်ပန်းသိချင်ခြင်းဖြင့်ကျွမ်းကျင်မှုပေါ်ထွန်းလာပါမယ်တင်သားရဲ့ပညာသင်ယူလုပ်ငန်းစဉ်အထူးဖြင့်တင်သားအုံနောက်အတွင်ဖြစ်တဲ့အဆင့်ဆင့်လုပ်ငန်းစဉ်ကိုတင်သားကိုယ်တိုင်ဆောင်ရွက်မဲ့အစားညံတုအပေါ်တာဝန်လွှဲချခြင်းကို cognitive offloading တို့မဟုတ် cognitive bypassing လို့ခေါ်ပါတယ်ကိုအသီးသစ်ကိုယ်တိုင်စီးစစ်စီမံရမယ့်တာဝန်တနည်းဆိုရင်အချက်လက်သစ်အသီးသစ်များကို နားလေသဘောပေါက်အောင် ကိုယ်တိုင်စီမံအားထုတ်ရမယ့်တာဝန်ကို ပြက်ကွက်တာပဲပေါ့ဒီလိုဆိုတော့ညာတုကိုအဆုံးလွဲအဆုံးလွန်ရင်ပညာသင်ယူခြင်း learning ရဲ့အနှစ်သာရကင်းမဲ့မဲ့ ပညာသင်အသွင်ထိမိရောက်မှအဖြစ်သို့ဆက်ရောက်မှာဖြစ်ပါတယ်။ဒီခုဗီဒီယို thumbnail ကမိကွန်းကိုဖြည့်နိုင်ပြီလို့ထင်ပါတယ်။ညံတူအဆုံးလိုရင် စီးစစ်ခွဲကြစဉ်းစားစွန့်ရည်အပါဝင်ကိုပိုင်ညံရည်ထိခိုက်နိုင်တယ်လို့ပါ။ညံတူရဲ့စိန်ခေါ်မှုအဲ့ဒီမှာတွင်မရပါဘူး။ညံတူကညွန်တဲ့ကိုးကားချက်တင်ပြတဲ့အချက်လက်နဲ့ ဆွဲတဲ့ကောက်ချက်တူကိုဘယ်လောက်စိတ်ချယုံကြည်နိုင်မလဲ။ဘာကြောင့်စီးစစ်ဖို့လိုတယ်လဲဘယ်လိုစီးစစ်နိုင်မလဲဆိုတာတို့ကို နောက်ဆက်တွဲဗီဒီယိုမှာရှင်းပြပါမယ်။တင်သားတူးချင်းစီရဲ့ပညာသင်ယူလုပ်ငန်းစဉ်အဟုန်တိုးမြှင့်ပေးနိုင်မဲ့သင်ကြားနည်းတစ်ခုကြောင်းပြောပြပေးပါစီ။အုပ်စုငယ်သင်ကြားမှုစနစ်ဖြစ်ပါတယ်။ကျွန်တော်စီးတဲ့သူတက်ရန်ကုန်တက်ရောက်တုန်းက အတန်းပေါ်တူနဲ့အတူ စာသင်ခန်းမကြီးမှာ lecture တက်ပြီးရင် လူစုခွဲပြီးအခန်းငယ်လေးတွေမှာ lecture ကအကြောင်းရှင်များကို အုပ်စုငယ်ဆွေးနွေးမှုပြုရပါတယ်။ဆရာတယောက်ကဥဆောင်ပြီးသင်သားတွေ lecture အဖို့ဘလောက် နားလည်သလဲစူးစမ်းမရှင်းလင်းတာရှိရင်ရှင်းလင်းဆက်လက်လေ့လာသင့်တဲ့ဖတ်စာအုပ်တွေလမ်းညွှန်စသည်တို့ပြုလုပ်ပါတယ်။အုပ်စုငယ်ဖြစ်လို့ဆရာနဲ့သင်သားဖြစ်ဖြစ်သင်သားအချင်းချင်းဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းအပြန်လှန်အခြေတင်ဆွေးနွေးနိုင်မဲ့အခင်းချင်း ဖန်တီးယူတာပဲပေါ့အထူးဖြင့် Oxford နဲ့ Cambridge လိုအင်္ဂလန်ကအထင်ကြီးတက္ကသိုလ်ကြီးတွေမှာထဲထဲဝင်ဝင်အသုံးပြုတဲ့နီးပါအဲ့ဒီတက္ကသိုလ်ကြီးနှစ်ခုမှာဆရာနဲ့သင်သားတယောက်မှသုံးယောက်အများဆုံးစုဝေးကြတာဖြစ်တယ်လို့သိရပါတယ်။ကျောင်းတွေကရင်းငုံနှုတ်ဆက်တက်ရောင်ကလူလူမရဘူးပေါ့သင်ကြားနည်းပညာ pedagogy စိတ်ဝင်စားသူတွေအတွက် Oxford အုပ်စုငယ်တင်ကြားမှုစနစ်အကြောင်းအနေငယ်အချက်အထွင်ဆွေးနွေးလိုပါတယ်။တင်စားတိုင်းတပတ်မှအကြံပြင်းစာစစာကိုတပုတ်မှနှစ်ပုတ်ရေးချရတယ်။မရေးခင်ရက်သက်တပတ်အကျိုးမှဖတ်ရှုကူကားဖို့စာအုပ်စာရင်းစီရင်ဆရာကတင်သားကိုပြီးတယ်။တင်သားဟောင်းတယောက်ရဲ့အဆူရစာအုပ်စာတန်း90ခန့်ပါတဲ့အစီရင် သူမကြာခဏလက်ခံရရှိတယ်လို့ဆိုထားတယ်။ကိုစာစီစာကုန်းကိုဆရာနဲ့ တူးချင်းမျက်နှာချင်းဆိုင်တင်ပြရတယ်။ကိုဘာကြောင့်ဘယ်အချက်လက်တွေကိုအသားပြည့်တယ်ဘယ်လိုကောက်ချက်ဆွဲတယ်ဆိုတာတို့ကို ရှင်းပြရပါတယ်။ဆရာကမှိုင်းချက်အားနည်းချက်တွေကိုထောက်ပြမယ်။ဘယ်လိုပူကောင်းအောင်ဘယ်အချက်လက်ဘယ် theory တွေကိုပါထည့်သွင်းသုံးသပ်သင့်တယ်ဆိုတာလမ်းညွှန်ပြမှာဖြစ်ပါတယ်။ပညာသင်ယူလုပ်ငန်းစဉ်ကိုအရှိန်မြှင့်ပေးတာပဲပေါ့။စာအုပ်စာရန်90ခန်းဆိုတော့စာတအုပ်ချင်းစာရန်တစ်ခုချင်းကို အနုလုံပတိလုံအဖေးစိတ်ဖတ်ရှုဖို့မဖြစ်နိုင်ကြောင်းသိသာပါရယ်ရေးကြီးဆုံးအချက်လက် theory များကိုရွေးချယ်ပေါ်ထုတ်ဆိုင်ရာကိုးကားချက်များကိုစူးစီးနေရာချကို့အမြင်ရှုထောင့်သို့မဟုတ်ကောက်ချက်ကိုဆုံးဖြတ်နောက်အစီလျော်ဆုံးဝဟာရအသုံးနှုန်းတွေအသုံးပြုပြီးရှင်းလင်းထိရောက်သော စာစီစာကုန်းမွမ်းမံရေးသားမှာဖြစ်ပါရယ်အထက်ပေါ်ပြပါလုပ်ငန်းစဉ်ဟာတင်သားရဲ့ကိုယ်တိုင်စူးစမ်းသင်ယူနိုင်စွမ်းရည် တိုးတက်စီမှာဖြစ်ကြောင်းထင်ရှားပါတယ်။ဆရာနဲ့တူချင်းစီဖြစ်ဖြစ်အတန်းပေါ်တယောက်နှစ်ယောက်လဲအပါဝင်ဖြစ်ဖြစ်အုပ်စုငယ်တွင်းအပြန်လန့်အခြေတင်ဆွေးနွေးတင်ကြားမှုဟာတင်သားရဲ့စိစစ်ခွဲခြားစဉ်စားစွန့်ရည်ကိုလည်းမြင့်တင်ပေးမယ်ဆိုတာတန်စရာဖြစ်เสียမှာရှိပါဘူး။အုပ်စုငယ်တင်ကြားမှုဆိုတာကျွန်တော်အရင် Socratic ပညာသင်ယူနီလာ Socratic method video မှာပေါ်ပြခဲ့တဲ့နီလာနဲ့ဆင်တူဖြစ်ကြောင်း ျက်စိရှင်သူများသတိပြုမိကြပါလိမ့်မယ်ဒီနေရာမှာကြုံသင့်လို့စိစစ်ခွဲခြားစဉ်းစားဆွံ့ရည်မြင့်တင်ဖို့လက်တွေ့အသုံးချမဲ့အကြံပြုချက် tip တစ်ခုပေးလိုပါတယ်နေ့စဉ်ကြုံတွေ့ရသောအဖြစ်အပျက်အတွေ့အကြုံများကို diary နေ့စဉ်မှတ်တမ်းစာအုပ်မှာရေးချခြင်းဟာအထူးဖြင့်လူငယ်တွေအတွက်အားပေးသင့်တဲ့အချင်းတစ်ခုဖြစ်ပါတယ်စာရေးချခြင်းဘာအကျိုးတွေဖြစ်ထွန်းစေနိုင်တယ်ဆိုတာကို ကိုယ်တိုင်လည်းသိမသိသူများကိုလည်းဝေမျှပေးဖို့လိုပါတယ်။ကနေဒါနိုင်ငံသားစိတ်တဗီရပညာရှင်ဂျော်ဒန်ပီတာဆန်ဆိုသူကသူ့လက်ချာတစ်ခုမှာ စာရေးခြင်းဖြင့်စီးစစ်ခွဲခြားစဉ်စားဆွေးရည်ကိုလက်တွေ့ကျကျသိယူနိုင်တယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုရင် မစဉ်းစားမစဉ်ကျင်ပဲစာရေးချလို့မရသောကြောင့်ပါ။ကိုရေးချတာကိုယ်တိုင်နားလည်လက်ခံနိုင်ဖို့ကပထမအဆင့်ဖြစ်ပါတယ်။ဒီထက်ပိုကောင်းတာက ကိုရေးရှားတဲ့စာအကြောင်းရအပေါ်ကိုတဲ့ဘူးနားလေတချွန်းသူတယောက်ကစီစီဝေဖန်အပြုသဘောသုံးသပ်ပြခြင်းဖြစ်ပါတယ် Oxford နဲ့ Cambridge တို့လို University တက်သူကြီးတွေကိုတဲရောက်ပြီးအုပ်စုငယ်သင်ကြားမှုရယူဖို့မတတ်နိုင်သူတွေအတွက် AI ဆရာဟာမျော်လင့်ချက်ကြီးတစ်ခုလားတွေးစရာရှိပါတယ်ကျွန်တော်ကိုယ်ပိုင်အမြင်ပြောရရင်အဲ့ဒီအနာကတ် အလှမ်းဝေးလာသေးတယ်လူသားဆရာကောင်းတူရဲ့ကောင်းကျိုးပြုမှုအားလုံးကို လုံးဝအစားထိုးဖို့ဆိုရဟာလည်းမဖြစ်နိုင်ဘူးလို့ဆိုပါမယ်ကျေးဇူးတင်ပါတယ်